ကထိန်လူရခြင်းအကျိုးအခုဆိုရင်တတင်းကျုစီမီထိုးပူဇော်ပွဲကြီးလဲပြီးစီးသွားပြီဖြစ်သလိုကထိန်တဲခင်းလူတန်းဖို့ပြင်ဆင်နေကြပြီပဲဖြစ်ပါတယ်ငယ်စဉ်ကြောင်းတက်ကလေးကကထိန်ဆိုရင်ကလေးတွေအားတက်တယောနဲ့ပါဝင်ဆင်နွှဲနေကြပွဲလေးဆိုလဲမမပါဘူး ကထိန်လှည့်လည်ပြီးလို့ဖခင်အကြောင်းကံမှာလှူဒန်းပြီးအလူဒါနမြောက်အောင်ကျွေးမွေးတာတွေကို စားတော့ခဲကြရတာတွေက အမတ်တရားတစ်ခုလို့တည်ရှိနေတာပဲဖြစ်ပါတယ်။ကထိန်လှူဒန်းရခြင်းအကျိုးများစွာရှိပါတယ်။ရဟန်းတန်ဃာတွေလည်းအကျိုးရှိသလိုလှူဒန်းတဲ့ဒါရက်ကာတွေလည်းအကျိုးရှိပါတယ်။ကထိန်လှူဒန်းရင်ဒါရက်ကာတွေအနေနဲ့အတားအဆီးမရှိလိုရာသွားနိုင်ခြင်း တာဝန်ကိစ္စတွေရှင်းလေခြင်းစားစရာပေါ်များခြင်းတိမ့်ဆဲထားတဲ့ပစ္စည်းများဘေးမဖြစ်ခြင်းကုန်ပစ္စည်းတခြားသူယူသွားသောဘေးကင်းခြင်းစားတဲ့ကောင်းကျိုးငါးပါးကိုရရှိမှာပဲဖြစ်ပါတယ် ဒါကြောင့်ကောင်းကျိုး၅ပါးကိုရယူဖို့အတွက် လူတိုင်းကထိန်လူတန်းရမှာပါဝင်သင့်ပါတယ်။အခုကြည့်နေကြတဲ့ခொနရသာသမီများစိတ်အီကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့သူတို့ကဆုတောင်းလိုက်ရပါတယ်။